မင်္ဂလာပါပရိသတ်ကြီးတို့ရေရွှေရွန်းကောမင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဗျာကျွန်တော်ယနေ့တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ဇလံဝိုင်ဝလုံးပကြီမျိုးမြောင်ရေးဆွဲသောနန်းညွန့်ယရနာဆိုတဲ့ရုပ်ပြကာတွန်းပုံပြင်လေးကိုဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာတခါကရွှေပြည်သားတိုင်းပြည်ကိုစိုးစံသောဘရင်ကြီးတွင်ရုပ်ရည်ချုံဝပြီးဉာဏ်ပညာထူးချွန်သော ိဘအမည်ရှိမင်းသားလေးတစ်ပါးရှိလေ။ဒါတော်လေးဒိဘဟာအချာရတော့တပညာလုံးစုံကိုတက်မြောက်ခဲ့ပြီ။ငါကူတော့အားရလာတယ်ကွ။မှန်လားပါအရှင်မင်းကြီးဗျာ။ဒိုင်းဒီအတွင်လှဲ့လေပြီးဘူးသူတော်ရှာမိတာကိုအလေးမပြတ်စေနဲ့။မှန်လားပါဗျာ။အဲဒါတော်လေးဒိဘဟာငါလည်းရဆိုင်ထီးနန်းဆက်ခံရမှာပဲ။ တားတော်ရဲ့အရေးချင်းကိုငါသိလို့တယ်။တိုင်းပြည်ရဲ့ဘရင် ဖြစ်တိုက်ပါရဲ့လား။အလင်းသိတဲ့တနေ့မှာငါကိုရောကိုရိုင်းတားတော်ရဲ့အရေးချင်းကိုစမ်းသပ်ကြည့်မှာပဲ။တနေ့တွင်ဘရင်ကြီးသည်တားတော်နှင့်အတူအပန်းဖြေရန်နန်းတွင်ရှိဥယျံချန်သို့အချွေရန်နှဲငယ်အားခေါ်ယူ၍ထွက်ခဲ့၏။ရှေးကမြေသောမှာခိတ္တခဏလာကြမယ်။မှန်လားပါဗျာ။အရှင်မင်းကြီးကြွချီလာတဲ့ဟေး အရှင်မင်းကြီးဗျာဘာများရှောက်တင်ခြင်းလို့လဲမြင်ထင်ကြီးမဟုတ်ရတောင်တန်းမှာဖမ်းမိထားတဲ့မြင်းဟန်းကြီးကိုကျွန်တော်မျိုးယင်ပန်းအောင်မစွမ်းဆောင်နိုင်ပါဗျာမြင်းဟန်းကြီးဟာအလွန်ကြမ်းတမ်းရိုင်းစိုင်းလှပါတယ်ဗျာသူကြောင့်မြင်းထင်းများဒိုင်းရအနာတရဖြစ်သူများလာကြောင်းပါဗျာမြင်းထင်းကြီးရှောက်တင်မှုကိုဘယင်ကြီးကြားရတော့အခါတော်ရဲ့အရေးချင်းကိုစမ်းသပ်ဖို့အကြံတော့ရပြီဒီမြင်းဟန်းကြီးနဲ့စမ်းသပ်ကြည့်မှာပဲ ငရိုင်းကြီးမှာခြံဝင်းအတွင်ပြေးလွှားနေဘလောက်တင်တင်မရင်ပါတဲ့ဒီမိုင်းကိုတောရဲတော့ပြန်လွှတ်လိုက်ပါတော့မင်းချင်းတို့အလွန်ချမ်းတမ်းပါရဲ့ဖေဟာဘယင်ကြီးရဲ့ညီတော်တောင်ကိုဒိဗာကြားလိုက်ရ၏ဒီမိုင်းကိုရင်ပောင်းတင်ကြားဖို့အတွက်တားတော်တာဝန်ယူပါရဲ့ဖေဟာတားတော်တာဝန်မယူနိုင်တော့ပါဘူးမြင်းသိန်းအကျော်မော်ကြီးတွေတော့တင်းလို့မရတာ သင်ကြည့်ပေးဖို့အတွက်သားတော်ကိုခွင်းသာပြုဝေးတော်မူပါဗျာ။ဘယင်ကြီးကခွင်းပြုတဲ့နေ့ဒိဗ္ဗသည်မြင်းအကြီးစီသို့ချင်းကပ်လာခဲ့၏။သားတော်အနေရှိတယ်နော်တတိထား။အနာတော်ရောက်သည့်နေ့ဒိဗ္ဗသည်မြင်းဤဇာကျိုးကိုရုတ်တရက်တင်းတင်းဆွဲကင်လိုက်၏။ဟာမြင်လိုက်တာ။ဟာတတိရှိလိုက်တာနော်။အဲ့ဒီနောက်မြင်းမျက်နှာကို နေဘက်သို့လှည့်၍ဇာကျိုးကိုဆွဲလိုက်၏။ ငင်းငင်းနေလေးဖေးသား၏မကြောက်နဲ့မလန့်နဲ့နော်မယုံနဲ့နော်ဆင်ဆက်မြင်းသည် နေအောင်ကြောင့်သူ၏ကြောင်းပေါ်တွင်ထိုင်နေသည့်လူ၏အရေးကိုမြင်၍ကြောင်းယုံပြီးခါချခြင်းဖြစ်၏ဒိဗသည်အဲ့ဒီသဘောကိုသိ၍မြင်းမျက်နှာကို နေဘက်သို့လှည့်လိုက်ခြင်းဖြစ်၏အဲဒီကမြင်းသည်မယုံကန်တော့ပေမြင်းကိုပုတ်သက်ပေ၏ဖေသားရလိမ်မလိုက်တာ မကြမီပင် မြင်းအကြီးသည် ိဗ္ဗ၏လက်တွင်ကျိုးလွန်သွား၍ရင်ပါသော မြင်းကြီးဖြစ်လာတော်၏။ဘယင်ကြီးလည်းမြင်းကိုဒုံဆိုင်စီးနေသောဒိဗ္ဗကိုကြည်ကာပျော်ရွှင်ပီတိဖြစ်နေတော်၏။ဒိဗ္ဗဒီနေ့ထိုက်တယ်နဲ့နန်းညွန့်ယရနာလေးပါပဲ။အံ့ဩစရာကြီးဗျာ။အလွန်တော်ပါပြီတဲ့အရှင်မင်းသား။ကျွန်တော်တင်ဆက်ဖတ်ပြပေးသွားတဲ့နန်းညွန့်ယတနာဆိုတဲ့ရုပ်ပြကာတွန်လေးကတော့ဒီမာရင်မဲအဆုံးသက်ပါပြီခင်ဗျာ။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာကျွန်တော်ဆက်လက်ပြီးတင်ဆက်နိုင်မှုအတွက် channel လေးကို like ရန် subscribe လေးနဲ့ဘေးက notification လေးနှိပ်ပေးခဲ့ကြဖို့မြစ်တာရက်ခံခြင်းပါရခင်ဗျာ